လာရှုမြို့က MNDA ကိုကန်လောက်ခံပြည်သူစေယုံကကျန်းမာရေးဝန်ထမ်းတွေနေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေကြတယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စော်ဦးပြောထားပါရယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမြို့ကို MND ကိုကန့်တက်ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေက ထိ ंछ ုပ်ထားတာဆိုရင်စေလဝင်းကျင်ရှိပြီဖြစ်ပါလေအခုချက်ပိုင်းအတွင်းမှာတော့ကိုကန့်တက်လက်အောက်ခံပြည်သူစေယုံကပစ္စည်းတွေရွှေ့ပြောင်းနေပြီး ကျမရဲ့ဝန်ထမ်းတွေလည်းလာရှုမျိုးကနေရွှေ့ပြောင်းဖို့ပြင်ဆင်နေကြတယ်လို့ဒေတာကန်တွေကပြောပါတယ်။ဒီလထဲမှာစေးရုံအရင်ဆုံးမယ်ပေါ့နော်စေးရုံဝန်ထမ်းတွေတည်ကြတယ်စေးရုံကစေးရုံကပစ္စည်းတွေကတော့အကုန်လောက်ကင်ဖက်တည်သွားခဲ့ပြီလေအခုအဲ့ဒါဆိုသူကဟိုက21ရက်နေ့နောက်ဆုံးထားထွက်မယ်တဲ့စေးရုံဖွဲရတော့လာရှုမျိုးက MNDA ကိုကတ်တက်လက်အောက်ခံကျမရဲ့ဝန်ထမ်းတွေဟာလာရှုမျိုးကနေစုတ်ခွာပြီးကိုကတ်တက်ထိန်းချုပ်ထားတဲ့ညွန့်နယ်တွေဖြစ်တဲ့ တိမ့်မီကွန်းလုံချင်းရွှေဘော်နဲ့လောက်ကိုင်းမျိုးတွေပဲပြောင်းရွှေ့ရအောင်မှာဖြစ်ပါလေဒီကိစ္စနဲ့ပတ်သက်ပြီးလာရှုမျိုးကနိုင်ငံရေးသမားတွေလက်နက်ကင်တော်လိုင်းအင်အားစုတွေ PDF တွေ CDN ဝန်ထမ်းတွေဒီမိုကရေစီလိုလားတွေနဲ့ပြည်သူတွေကတော့ကိုကန့်တက် လာရှုကနေစုခွာသွားပြီးစစ်ကောင်စီတပ်ပြန်ဝင်လာရင် သူတို့ကိုအရင်လိုတပ်ဖြန့်နှိပ်စက်ဖမ်းဆီးထောင်ချမှာကိုစိုးရိမ်နေကြပါတယ် ကျန်တဲ့ကောင်စင်တော့အကြောင်းမို့လို့ရက်ကဆဆိုရင်တော့ကျွန်တော်တို့အရင်တော့ပုံစံမျိုးနဲ့လာဆွဲမှာပေါ့အကွာဒီကိစ္စနဲ့ပတ်သက်ပြီးကိုကန့်ဘက်ကတရားဝင်ထုတ်ပြန်တာမရှိသေးပါဘူးကိုကန့်ထိ ंछ ုပ်ထားတဲ့လာရှုံမျိုးကရက်ွက်တချို့ကိုစစ်ကောင်စီတပ်ကပြန်လည်အုပ်ချုပ်မှာဖြစ်ပြီးမြို့ပြင်အားလုံးကတော့အထူးဒေတာတက်တဲ့ပါဝင်ပါပါခရိုင်၄ခုအောက်မှာရှိတဲ့မြို့ရက်ွက်တွေလည်းကိုကန့်တပ်ကအရေးပေါ်တက်တာတက်ပြန်လည်စုဆောင်းနေတယ်လို့ဒေတာတွင် ဝါနီယူလန်တင်းမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်ကောင်စီနဲ့ MNDA ကိုကန့်တက်တို့2025ဇန်နဝါရီ15မှာတွေ့ဆုံပြီးဇန်နဝါရီ18မှာနှစ်ဖက်အပြည့်အဖို့တဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။လာဒူမလ22ရက်နေ့မှာလဲတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့ MNDA ကိုကန့်တက်တို့ထပ်မံတွေ့ဆုံမှုပြုလုပ်ခဲ့ပြီးမဲ့ဆွေးနွေးမှုပြတ်ခဲ့တယ်လို့နှိဇက်တူကဆိုပါတယ် 今朝困着无吧？